စွင့်မွေးနေကိုသူမမိဘယ်မိနိုင်မှမလဲမနဲ့လှုပ်သွားကနေတော့သူ့ကိုစော့စော့ပြန်ခဲ့ဖို့မှားလိုက်တယ်မဟုတ်လားယနေ့ညတွင်အက်ခံမွေးလုံးမည်အက်ခံမွေးအမိရင်မိုးချိုးခြင်းအဝေစားလဲခြင်းရအောင်စော့စော့ပြန်ခဲ့ရမည်ဟုစုကတပွားပွားပြောလိုက်တယ်စုကသူ့မွေးနေ့ပါတီသို့ရင်းနှီးသောမိတ်ဆွေတစ်တိုက်ကိုဖိတ်ထားသည်မွေးနေ့ပါတီကိုညနေ6နာရီခွဲတွင်ခေါ်ထေးတိုက်၍စမည်ဖြစ်သည်ထို့ကြောင့် နေ့အလုံးမဆော့ဆော့ပြန်ပြီး9နာရီခွဲထက်နောက်မကျဘဲအင်းကိုအရောက်ပြန်ခဲ့မည်ဟုသူကတိပေးခဲ့သည်။မောင်ကိုတခုတော့တတိပေးလိုက်မယ်နော်ဒါပဲ။သူကသူ့ကိုတစ်ချက်လွတ်အမိတ်ထုတ်လိုက်သည်။ဒီပြင်သွားချင်ရတော့လှုပ်ချင်ရလို့ရုံစင်းတော့မှတာရပိရိတ်တာလမ်းမကအပေါ်စားစတိုးဆိုင်တွေကပစ္စည်းတွေကိုတော့လက်ဆောင်ဖြင့်ဝယ်မလာခဲ့နဲ့။အဒီအပေါ်စားဆိုင်တွေကဈေးဝယ်နေတော့အဆောင်ခိုင်းဝီစကီလေးထုတ်တိုက်ပြီး အစ်ခင်နာကိုမတ်မနေနဲ့ပစ္စည်းတွေကတိတ်ကောင်းတာမဟုတ်ဘူးအရက်ကလေးမူအောင်တိုက်မူးလေမူးရောအပိုးစားပစ္စည်းတွေကိုနမရှုံးပိတ်ရောင်းလိုက်တာအဲ့ဒီဆိုင်ကပစ္စည်းမျိုးတွေတော့မကြိုက်ဘူးလက်ဆောင်ပေးဖို့ဝယ်မလာခဲ့နဲ့မနစ်ကစွမွေးနေတော့ကလည်းသူအဲ့ဒီဆိုင်ကပစ္စည်းတွေကိုဝင်ဝင်ရင်းအရက်မူးလို့လမ်းမှာပလိဖန်းခံရပြီးပြီနောက်တနေ့မနေ့ကျတော့သတင်းစာရီထဲမှာသူ့ထပ်ပုံကြီးနဲ့ တပုံထဲမှာလည်းဆက်ပြဲပြဲနဲ့မရှက်တဲ့အတိုင်းဒီနေ့ဒါမျိုးထပ်ဖြစ်လာရင်တော့စုမွေးနေအထိမ့်မတ်ကို သူဒီလိုပဲအရက်တွေမူမူပြီးကျင်းပါတယ်လို့လူတွေကထင်ကြတော့မှသူကလည်းစုတစ်နှစ်ထက်တစ်နှစ်အသက်ကြီးလာတာကိုဝမ်းသာမှာပါဒီမှာစုစိတ်ချအဲ့ဒီဆိုင်မျိုးဘက်ကိုမောင်မသွားအောင်ခြေတလန်းလန်းတိုင်းငါမင်းမကတည်တည်ချာချာမှားလိုက်ပါလားလို့တတိထားပြီးသွားမှာ ူကစုကိုအလေးအနက်ကတိပေးခဲ့သည်စုကသူ့ကိုမယုံသလိုဖြင့်တိတ်ဆိတ်စွာနားထောင်နေသည်ဒါရင်မကဘူးမောင်ကစုမွေးနေခြင်းပါတိုင်းစုတက်ကိုတစ်နှစ်ထက်မတိုးပဲတစ်နှစ်ထက်နှုတ်တယ်စုရမွေးနေလောက်တိုင်းတစ်နှစ်ထက်တစ်နှစ်ပုံငယ်သွားတယ်လို့ပဲထင်တာဒါကြောင့်မောင်မင်းအားရဲ့မွေးနေ့ထိမ့်မှတ်ကျင်းပဖို့မောင်မြဲလှုပ်ဆောင်နေတာပေါ့ကဲဒီတခါမွေးနေ့ကျင်းပရင်စုဘယ်နှစ်အထိပြောင်းလဲသွားပြီးမှတ်တယ် 16နှစ်သမီးပြန်ဖြစ်သွားပြီဆိုရနောက်တနည်းမွေးနေ့လို့ရင်15နှစ်သမီးမဟုတ်ဘူးလားဆိုတော်ပါပုံမနေစမ်းပါနဲ့ဆုကမူနှွဲလိုက်တယ်ဆုအသက်26နှစ်ရှိသွားပြီဆိုတာလူတိုင်းသိတယ်ကျုပ်ကလည်းကြည့်အောင်မပေါ့ရုံးမနေ့လေအားလက်ချင်းစင်းတော့ဆုအတွက်လက်ဆောင်ဝယ်ဖို့စိတ်ကူးမိသေးသည်မွေးနေ့ပါတီတို့လာမိဧည့်သည်များရှိတွင်ကိုမယားကိုမွေးနေ့လက်ဆောင်ပေးရခြင်းသည် လင်မယားချစ်ကိုလည်းပေါ်လွန်လင်းနေစေသည်လင်းနဲ့မယားကြားတွင်တယုတ်တရရှိပုံကိုဖော်ပြရလဲရောက်သည်တို့ရတွင် သူသည်လက်ဖက်ဤဆိုင်တွင်အချိန်ကြာကြာထိုင်လိုက်မိသည့်အတွက်နေ့လယ်ပိုင်းတွင်စုဖို့လက်ဆောင်ဝေးခြင်းမရလိုက်နှစ်နာရီဝဲတွင် ရုံးသူအယောက်ကမန်းကနန်းပြန်ရသည်ယနေ့ညနေရုံးစောစောဆင်း၍စုဖို့လက်ဆောင်ဝေးရန်ဟုဆောင်ရွက်ကလေးတစ်ရွက်တွင်ရေးမှတ်ကစပွဲပေါ်တွင်တင်ထားလိုက်သည် ရုံးစင်း၍တော်ရဖင်းရိတ်သာလမ်းမကြီးတစ်လျှောက်သူလျှောက်လာသည့်အခါတွင် လေးနာရီခွဲတီတီရှိလေပြီ။သူသည်လမ်းတစ်လျှောက်လျှောက်လာခဲ့ပြီး ရုံးချိန်တွင် သူကားရပ်ထားသည့်နေရာသို့လာခဲ့သည်။ရိတ်သာလမ်းမကြီးဘေးတစ်ဖက်တစ်ချက်တွင်ဆိုင်ငယ်များဖြင့်ပြည့်လျက်ရှိသည်။ထိုဆိုင်ငယ်များကိုစုက အပေါ်စားပစ္စည်းများရောင်းသည့်ဆိုင်ဟုခေါ်လိရှိသည်။သူဆိုင်များတွင်လက်အိမ်များဖက်နှက်များမိမဝဲသုံးဆောင်များကိုခင်းချင်းပြသထားသည် ဆုနှင့်နေတော်ဝိနိုင်သောဝိဇုံတစုံကို သူ့ဝဲခြင်းသည်အင်းရောက်မှမကိုက်၍ပြန်လဲရသည့်အဖြစ်မျိုးကိုသူမကြိုက်သူသည်ကြောင်းမြန်နာဆိုင်ပရင်းများကိုမကြည့်ယရနာဆိုင်တဲသူဝင်မိလျင်ပစ္စည်းတွေကအည်သွေးကောင်းသလောက်ဈေးကြီးသည်တို့ရာတွင်မရအလှဘူးဆိုတော့ဝဲခြင်းသည် ဝဲပြစ်လျင် သူငကိုမှန်းထသည့်ငွေထဲအကုန်ကြများမည် သူမှန်းထသည်က၁၄၅၀တန်လောက် မော်တော်ကားရပ်ထားရာအနီးတွင် စတိုးဆိုင်တစ်ခုတွင် သူသတိပြုမိသည်ဆိုင်မန်ပရင်းတွင်လှလှပပခင်းချင်းပြထားသည့်မိမဝေအောက်ခံတထဲကိုသူမြင်သည်စုကတော့ဒီလိုဆိုင်မျိုးကဝယ်သည်ကိုကြိုက်ချင်မှကြိုက်မည်သူရတွင်အချိန်မရှိတော့အိမ်သို့9နာရီခွဲအရောက်ပြန်ရအောင်မည်သူသည်ဆိုင်တကားကိုတွန်းဖွင့်ကအထဲသို့ဝင်ခဲ့သည်ဆိုင်ထဲတွင်ဈေးဝယ်မည်သူတယောက်မှမရှိဘူး တန်းစီမဆောင်ရဘဲတယောက်တည်းစိတ်ချလက်ချရွေးဝင်နိုင်မိဆိုင်မျိုးကိုဝင်မိသည့်အတွက်ဝမ်းသာတယ်လို့ပင်ဖြစ်မိသေးသည်ခက်တောင်းတောင်းအသက်40ကျော်မိန်းမတယောက်ဆိုင်နောက်ခန်းမှ ခက်ပြုံးပြုံးထွက်လာသည်မင်္ဂလာရှိသောနေ့ပါရှင်ဆိုင်မအယောင်စီရင်မကရဲတင်းတွက်လက်စွာနှုတ်ဆက်သည် ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ သူသည်သူ့ဘေးပတ်ပတ်လည်ရှိမိန်းမအသုံးဆောင်များကိုကြည်ကရှိန်တိန်တိန်ဖြစ်နေသည်ကျမကဆိုင်ရှင်မှာ နာမည်က Miss Gartru ပါအမျိုးသမီးအဆိုသည်ဘာဖြစ်စီကိုလူချင်ပါတည်းရှင်နောက်ဆုံးမမိမဝေအသုံးဆောင်အခုရှိပါတယ်စိတ်ချလက်ချကြည့်ပါကျွန်တော်မိမကိုဘာလက်ဆောင်ပေးရကောင်းမလဲလို့လိုက်ကြည့်နေတာပါသူကတူတူနဲ့လူရင်းကိုပြောသည်ဒီနေ့ကျွန်တော်မိမမွေးနေပါအတိုင်းတွေပါရင်မယူပဲအစင်သိဝင်းနိုင်တဲ့ပစ္စည်းတစ်ခုလောက်လိုချင်လို့ချိန်လည်းသိမ့်မရှိတော့ဘူးခက်မြင်မြင်ရှာပေးစမ်းပါဟုတ်ကဲ့ရပါတယ်အမျိုးသမီးကသဘောပေါက်ဟန်ဖြင့် ခေါင်းတငိမ့်ငိမ့်လုပ်သည်ကျေးဇူးပြုပြီးဒီဘက်ကိုကြွပါရှင်လျက်တစ်ပြက်အတွင်းမှာရပါစေမယ်ခနာလေးကြာရင်အင်ကိုပြန်ယုံပါပဲအမျိုးသမီးကကလန်ကကာထားသည့်နောက်ဖက်ခံတဲ့သူခေါ်သွားသဖြင့်လိုက်သွားရသည်ကတိပါကလန်ကအနက်ကြီးစီးသည့်အနားသို့ရောက်လျင်အမျိုးသမီးကရက်လိုက်၏ဒါထက်ရှင့်မျိုးသမီးကရင်သိမ့်မကြည့်ပါဘူးနော်တာမန်လောက်ပဲမဟုတ်ဘူးလားအမျိုးသမီးကထိတ်တန့်လျော့ဝှက်ချက်တည်းရက်ကိုမေးသည့်အနေနဲ့ နှစ်ကိုကြားလေးတန်ကလေးဖြင့်မေးသည်ဟုတ်ဟုတ်ကဲ့တာမန်လောက်ပါပဲသူကခုထားသောအမျိုးသမီး၏အဖုအဖောင်းတွေကိုတစ်ချက်မျှကြည့်၍ပြောလိုက်သည်ထို့နောက်ခေါင်းကိုယန်းကတာမန်ဆိုပေမဲ့ဒီကအမကြီးတာမန်လောက်တော့မရှိတတ်ဘူးခမရအိုးအိုးဟုတ်ပါပြီဒီလောက်ဆိုရင်ကျမမှန်းလို့ရပါပြီမျိုးသမီးကပြောပြောဆိုဆိုဖြင့်ကလန်ကာကိုဖယ်လိုက်ကအထဲသို့ဝင်လိုက်လာရန်ခေါ်သည် ဒီပြင်ခက်ဆန်ဆန်အပစ္စည်းတွေလည်းရှိပါတယ်စိတ်ချလက်ချဝင်နိုင်ပါတယ်တိတ်စည်းကြီးတာတွေတွေ့လဲမလို့ချင်ဘူးခမရသူကစကလုံးကိုရွေ့ရွေ့ပြောတယ်အလွန်ဆုံး150တန်းလောက်ပေါ့အိုးအခုကတည်းကစည်းကြီးတာမကြီးတာတွေကိုစဉ်းစားမနေပါနဲ့အောင်ရှင်ပစ္စည်းကိုအရင်ဆုံးကြည့်ပါအောင်အမျိုးသမီးကသူ့စကားကိုကန့်ကွက်တရားပြောတယ်တံမိုးကအရေးကြီးတာမဟုတ်ပါဘူးလက်ဆောင်ပစ္စည်းကဘလောက်သုံးဝင်နေမဝင်ဘူးဆိုတဲ့အချက်ကပဓာနာပါမဟုတ်ဘူးလား သူသည်အခန်းထဲသို့ဝင်လိုက်လာသည် အခန်းထဲတွင် တောက်ပသားနာစွာပြင်ဆင်ခင်းကျင်းထားသည်ကျန်းကင်းကော်စောတူကြီးမှပန်းရောင်နုနုကလထိုင်နှင့်နှစ်ယောက်ထိုင်ထိုင်ကိုများမှာပန်းရောင်ရင်ရင်နန်းရန်ကပန်းရောင်မနုမရင်ခက်မိန်မိန်မီးရောင်ကမျက်နှာချက်တွင် ပန်းနုရောင်ရွှေမုံတွေကျဲထားသလိုလင်းနေသည်ရှစ်မိန်မကဂယုတ္တဆတ်လှပြင်လေးရှိတယ်နော် မျိုးသမီးကလျှို့ဝှက်ချက်တစ်ခုကိုမေးသလိုခက်တိုးတိုးမေးပြန်သည် ။ဦးလီကျမဆိုလိုတာကဒီလိုပါ။သူကအယောင်နုနုလေးတွေလွန်းလွန်းလေးတွေကိုကြိုက်တဲ့သလားလို့ပြောတာပါ။အော်ဟုတ်တယ်ဟုတ်တယ်။သူကအယောင်နုနုအစင်လာလာတွေကိုသဘောကျတယ်။သူကဂုံယူ၍ပြောသည်။အော်ဟုတ်လား။အမျိုးသမီးကတပြင်းချ၍ပြောသည်။ကဲဒီမှာခဏထိုင်ပါနော်။ရှင်ကြိုက်တဲ့အစင်သွေးတွေကိုရွေးနိုင်အောင်လျှက်တစ်ပြက်တွင်ကျမအပြခိုင်းပေးပါမယ်။ကျမဆိုင်ကရောင်းတဲ့အဝတ်အစားဆိုရင်စံပြဝိတ္တာကြည့်ပြီးမှရောင်းနေရှင့်။လူကိုယ်တိုင်ခါမှဝိတ္တာရမြင်ရမှာ ပူပြီးစိတ်ချရွေးနိုင်တာပေါ့ Miss Gertrude သည်ခန်းပြင်သို့ထွက်သွားသည်သူရတွင်တိတ်မကြခင်ငွေပန်းတစ်ခုတွင်ပလင်းတစ်လုံးနှင့်ဖန်ခွက်ကိုထည့်၍ပြန်ဝင်လာသည်ထို့နောက်နောက်မီမြင့်မြင့်နှင့်ကလထိုင်ဘေးကဇဝဲပေါ်တွင်ငွေပန်းကိုတင်ကဝီစကီကိုဖန်ခွက်ထဲသို့ငှဲ့လိုက်သည်ကဲဒီမှာထိုင်ပါဦးရှင်အမျိုးသမီးကဖိတ်ပန်နကပြူသည် ယောက်ျားတွေဈေးဝယ်လာရင်ကျမဆိုင်ကဒီလိုပဲအဝေးပြုတ်နေကြပါယောက်ျားတွေကဒီလိုအသေးဖွဲကအစဂယုစိုက်တာလေးတွေကိုသဘောချတတ်တယ်လीချိန်တလောက်သုံးဆောင်ပါနော်အမနာပါနဲ့မျိုးသမီးသည်အခန်းပြင်ဘက်သို့ထွက်သွားပြန်သည် သူသည်ဇပွဲဘေးကလထိုင်တွင်ဝင်ထိုင်ရင်းနိုင်ကိုကြည့်လိုက်သည်ငါးနိုင်ထိုးနေပြီစုရောက်လာပြီးသူဈေးဝယ်နေပုံကိုမြင်ပါကမြည်သူပြောမိနေသူရတွင် သူ့လက်သည်ဖန်ခွက်စီသို့လှမ်းမိပြီးလျက်သားဖြစ်သည် ဖန်ခွက်ထဲကဝီစကီကိုထောက်ချလိုက်သည်တန်းချသွားသည်ထိုင်ဆောင်ရမယ့်အတူတူ နောက်တစ်ခွက်တောက်ရန်ဆုံးဖြတ်လိုက်သည်တစ်ခွက်တောက်ပြီးနောက်ဖန်ခွက်ကိုစပွဲပေါ်သို့ပြန်တင်မိအပြုအနဲ့ရောင်ဂရီပါခန်းစည်းသည်ဟလာက အရက်မြင့်မြင့်ကုလုံးကိုပေါက်တွတ်တွင်မင်းမပြူတယောက်အခန်းထဲသို့ဝင်လာသည်မင်းမပြူကပြုံး၍ခေါင်းငိတ်နှုတ်ဆက်သဖြင့်သူကလည်းပြုံး၍ခေါင်းငိတ်ပြလိုက်သည် သူသည်ကလထိုင်ကိုမှီ၍ထိုင်လိုက်ပြီး ူရှိမှလှုပ်လီလှုပ်လက်ဖျက်လျှောက်သွားသည့်မိမပြူကိုငေးကြည့်နေသည် အခန်းစွန်သို့ရောက်လျင်မိမပြူသည်လှုပ်လီလှုပ်လက်ပြန်လျှောက်လာကသူ့ထံသို့တန်းတန်းမတ်မတ်ကြီးရောက်လာသည်မိမပြူ၏ကိုပေါ်တွင် ပေါင်ရင်းလောက်သာရှိသောအနီရဲရဲကောင်ဝင်ကိုဝစ်ထားသည်ဒီပုံမျိုးဆိုရင်ဘယ်နဲ့လဲသဘောကျပါသလားမိမပြူကသူ့ရှိတွင် ကိုကိုဖြင်းညင်းစွာလှည့်ပြသည်ကောင်ဝင်ကိုဝဲသူကအနီးကပ်တည်တည်ချာချာကြည့်ရန်ဖြစ်သည် ဒါကကျမတို့ဆိုင်ကချုပ်တဲ့လျှက်တစ်ပြက်ခါဝင်လေမိမပြူကရှင်းပြသည်ဘယ်မျိုးသမီးဝဲဝဲအောက်ကခုထားတာတွေဘာမှမလို့တော့ဘူးကိုရဲ့ပုံစံအစ်စ်လက်ဆောင်ပေးဖို့ဒီဆိုင်ကိုယောက်ျားတွေလာဝဲတာမနေတော့ဘူးအကိုမိမကညီမတို့အလုံးရပင်တော့ညီမအရက်ကငါ့ဘီ၆လက်မှရှိတယ်ကိုရဲ့อืมဟုတ်တယ်ညီမကိုလုံးကိုပေါင်းတော့ပဲသူကစဉ်းစားရင်းပြောတယ်ထို့နောက် ဝီစကီကိုဖန်ခွက်ထဲသို့ထည့်လိုက်ပြန်သည်ဟုတ်တယ်ညီမရဲ့အလုံးပေါင်မျိုးတင်းညီကတိတ်ပေါ်ပြူလာဖြစ်တာကိုရဲ့မိမပြူကခေါင်းဝင်ကိုခါရင်တင်းအောင် ဆွဲရင်ရင်ပြောသည်မစ်ကာထရူးကတင်းညီကိုလျှက်တစ်ပြက်အင်ညီတယ်လေနာမည်ပေးထားတာဝင်းရင်လဲလျှက်တစ်ပြက်အတွင်းမှာဝင်နိုင်တယ်ချွရင်လဲလျှက်တစ်ပြက်အတွင်းမှာချွနိုင်တယ်တဲ့အကိုမိမနဲ့ဆိုရင်တိတ်လိုက်မှာပဲနော်အိုးတိတ်လိုက် သူက ပြုံးပြပြောသည် သူသည်မိမေပြိုးကခဝေးဝေးသို့ဆုတ်သွားသည့်အထိမျက်တောင်မခတ်ဘဲစိုက်ကြည့်နေသည်ဒီဖြစ်ပုံစံကိုကြည့်ချင်သလားကိုပုံမျိုးမျိုးကိုမြင်ရတော့စိတ်ကြိုက်ရွေးနိုင်တာပေါ့ဟုတ်ဘူးလားကိုမိမေပြိုးကပြောသည် ဟုတ်တာပေါ့သူကမိမေပြိုးကိုပြုံးပြုံးကြီးကြည့်၍ပြောသည်မိမေပြိုးသည်ကလန်ကာနောက်သို့ဝင်ရောက်ပျောက်ကွယ်သွားသည်မိမေပြိုးဝင်သွားသည့်နေ့တစ်ပိုင်းနဲ့သူသည်ဝီစကီတစ်ခွက်ကိုငှဲ့ကတစ်ချက်ချင်းမောချလိုက်ပြန်သည် ဖန်ခွက်ကိုငွေပန်းထဲသို့ထည့်မိအပြုဆိုင်ရှင်မျိုးသမီးထွက်လာသည်မစ်ကာထရူရဲ့လေအမျိုးသမီးကမျက်စာကလေးချီ၍ပြောလိုက်သည်ဂျင်းနက်ကရှစ်ကွန်ယူတဆိုင်ဝိပြရဲ့လားလို့လျှက်တစ်ပြက်လောက်လာကြည့်တာသူကအရေးကောင်းဆုံးဒိန်းတောင်းဖြစ်ရန်ကောဟုဆိုသည့်နေပဲမျက်မှောင်ကုပ်၍ခေါင်းညှိပြလိုက်သည်ကျမတို့ဆိုင်ကနောက်ဆုံးပုံစံကလေးတွေကိုပြရအောင်လျှက်တစ်ပြက်အတွင်းဂျင်းနက်ရောက်လာလိမ့်မယ်နော် ။ဆိုင်ပိတ်ချိန်တော့လွန်နေပြီ။အပြင်ကတကားတောင်ပိတ်လိုက်ပြီ။နောက်ထပ်ဈေးဝယ်မဲ့သူတွေမလာတော့ပူပြီးစိတ်အေးလေရွေးနိုင်တာပေါ့ရှင်။ကဲနောက်ထပ်သုံးဆောင်ပါဦးနော်။ဘာမှအမနာပါနဲ့။အမျိုးသမီးထွက်သွားတဲ့နေ့တပြိုင်နဲ့သူသည်စိတ်ပြက်လက်ပြက်ဖြင့်나희ကိုငုံကြည့်လိုက်သည်။ငေါနာ희ခွင်းနေပြီဟုတွေ့ရတဲ့နေ့တပြိုင်နဲ့သူသည်ဝီစကီတစ်ခွက်ကိုငှဲ့၍တောက်လိုက်ပြန်သည်။ယခုအချိန်၌သူသည်ထွေစားပြူလာလိမ့်မည်။ဝီစကီဘယ်နှခွက်တောက်ပြီးပြီဟုမသိတော့။ ဆူရောက်လာ၍သူ့ကိုမြင်လင်မိတို့ပြောမိမသည်သူသည်ကိုကိုရှေ့သို့ကိုင်းညွတ်ကအနက်ရောင်ကတိပါခန်းစည်းကိုမျက်တောင်မခတ်ကြည့်နေသည်ထိုစဉ်မိမပြိုသည်နောက်တစ်ဖန်ထွက်လာပြန်သည်ဒီတစ်ချိန်တွင်မူမိမပြိုသည်စောစောကထက်ကြက်၍စောစောကထက်တူသောခါဝင်ကိုဝစ်ထားသည်မိမပြိုကလှုပ်လှဲ့လှုပ်လီရှောက်လာသောအခါ၌သူသည်အားမလိုအားမရဖြင့်ကတင်မားကိုကလထိုင်စွန်းသို့ရွှေ့၍ တင်မလွဲထိုင်လိုက်သည်မိမပြိုကကိုကိုလှက်ပက်ပြသည့်အခါတွင်ရှခင်ကားတဲ့ပို၍လှချက်တည်ရှိနေသည်ဟုပင်ထင်မိသည် သူသည် မိမပြိုကိုမှမျက်လုံးကိုမခွာဘဲငွေလင်မန်းတဲ့ကဖန်ခွက်ကိုလက်ဖြင့်ဆမ်း၍ယူသည်ဖန်ခွက်ကိုဆမ်းတွေ့၍တောက်ရန်ပဇံနာသို့တိတ်လိုက်သောအခါ၌ဖန်ခွက်ထဲတွင် အရက်တစ်စက်မြငှဲ့ပြီးသားမရှိတော့သည်ကိုတွေ့ရသည် ထို့ကြောင့်သူသည်မိမ့်မပြိုမမြင်အောင်ဖန်ခွက်ကို လင်မန်းမော်သို့မတိမတာပြန်ထားလိုက်သည်အထကဘာလဲရင်ဖခေါ်တယ်လေသူကမိမ့်မပြိုကိုမျက်တောင်မခတ်ကြည့်ရင်မေးသည်ဟင်ကိုကလည်းလှုပ်ပြီးတည့်ရသားနဲ့မိမ့်မပြိုကညို့ယူသောအပြုံးကလေးဖြင့်ပြောသည်လက်ထိုးစာနဲ့နဲ့ချုပ်ထားတဲ့ကိုကူမချီးဝင်းဆိုတဲ့အင်ကြီးလေးကိုရဲ့တိတ်လာပြီးတိတ်ကြည့်လို့တော့ကောင်းတယ်နော်။အိုးအလွန်လအလွန်ကြည့်လို့ကောင်း။ ညီမနဲ့ကြတော့ပိုပြီးတောင်ကြည့်လို့ကောင်းနေတယ်။သူကမဆိုင်မတော့အဖြစ်ပေးသည်။အခုဇနီးကတော့တိတ်တဘောကြမှာပဲနော်။အခုမိမဒီလိုအင်ကြီးမျိုးမရှိဘူးထင်တယ်။သူကခေါင်းငြိမ်၍ပြောသည်။ရှိတယ်ဆိုရင်လည်းအခုကတော့ဝင်းမပြဘူးသေးဘူးမရှိသေးဘူးဆိုရင်လည်းဒါမျိုးတထဲတော့ဝယ်ပေးရမယ်။အိုးအခုမိမတိတ်ကြိမ်မသေးကြတယ်အခုကလည်းဝေပေးလိုက်ပေါ့ကိုရဲ့သူကြီးလက်တီအိတ်ကက်စီတို့ရောက်သွားတယ်ဘလောက်လဲ ညီမလည်းကောင်းကောင်းမသိဘူးမင်းမပြောကအနဲ့ရောင်ကလေးပါခန်းစီဘက်သို့လှဲ့သည်ညီမကဒီမှာဆံပြမယ်လို့ပြယုံမှာဈေးနှုန်းတွေဘာတွေကတော့ Miss Gertrude ကသိမှာအခုခဏဆောင်လေသူကရုတ်တရက်ထ၍မင်းမပြောလက်ကိုလှမ်းဆွဲလိုက်တယ်သူရတွေမမိတော့မင်းမပြောသည်ကလေးပါခန်းစီနောက်ွယ်သို့ဝင်ရောက်ပျောက်ွယ်သွားသည်ခန်းစီကြမှာ Miss Gertrude ချက်ချင်းပေါ်လာကအခန်းထဲသို့ဝင်လာသည် Miss Gertrude ကသူ့ကိုလက်ကမ်းပေးရင်း ဈေးနှုန်းကတော့350ပါ။တိတ်လာတဲ့အင်ကြီးလေးနော်။ရှင်မင်းမတော့တိတ်သဘောကျမှာပဲ။ကောင်းပြီလေ။ဒင်းကြီးကိုပဲယူမယ်။သူကစိတ်အားထက်သန်စွာပြောသည်။သူ့တန်သည်ကျဲသွားသည်။ကဲပဲမလဲ။ရပါလေရှင်။အမျိုးသမီးလက်သည် ရှေ့သို့တိုးလာ၏350နော်။သူသည်ပတ်စံကိုခတ်တွတ်တွတ်ရေးပြီးနောက်ပေးလိုက်သည်။ Miss Gertrude ကနောက်သို့ဆုတ်ကာအခန်းထဲသို့ဝင်သွားသည်။သူသည်ငွေလင်ပန်းတင်ထားသည့်ဇပွဲနားသို့သွားကား ဝီစကီတစ်ခွက်ကိုတုံတုံရင်ရင်ဖြင့်ငှဲ့သည်ဝီစကီတစ်ခွက်ကုန်သွားသည့်အခါ၌အမျိုးသမီးသည်အထုပ်တထုပ်ကိုကိုင်းကသူ့နားသူရောက်နေလေပြီအမျိုးသမီးကအထုပ်ကိုသူ့လက်ထဲသို့ထိုးထည့်လိုက်သည်ကဲဒီအပေါက်ခအတွက်အမျိုးသမီးကခက်ဆက်ဆက်ပြောကသူ့ကိုတကားပေါက်စီသို့ခေါ်သွားသည်ခဏလေးပါသူကခက်ကြေကြေပြောသည်ကျွန်တော်ခဏလောက်နေခြင်းသေးလို့ပါစောစောကအမျိုးသမီးနဲ့ 6နာရီထိုးပြီးရှင်စိုင်းပိချိန်တော်လွန်နေပြီအမျိုးသမီးကခက်မာမာပြောက သူ့ကိုအပြင်သို့တွန်းထုတ်နေသည်ကဲအေးအေးစေးစေးကြွတကမာကြီးနာသူအရောက်တွင်အမျိုးသမီးကသူ့ကိုတစ်ချက်စောင့်တွန်းလိုက်သည်ချက်ချင်းပင်သူသည်စိုင်းပြင်ဘက် ပလက်ဖောင်းသို့ရောက်သွားသည်စိုင်းတကားသည်ဂျိန်းကနေမီအောင်ပိတ်သွားသည်စိုင်းထဲကမီးများလည်းငိမ့်သွားသည်စိုင်းဝါကမှန်တစ်တာသည်လဲကလန်ကားဖြင့်ဆွဲဖုံးပြီးဖြစ်နေသည်သူသည် ဆိုင်မန်တကားလက်ကင်မှုကိုလှည့်ကြည့်သည် တကားကိုတွန်းကြည့်သည်မရထို့ကြောင့်မန်တကားထူထူကြီးကိုတအားကနေဖွင့်လိုက်သည်ဆိုင်ရှိမန်နေရန်သည် တုံခါသွားသည်မြို့အထဲကိုကျုပ်ခနဝင်းစရာရှိတယ်လို့ပြောနေရမကြဘူးလားဗျတကားဖွဲ့မှာသူကအပြင်ဘက်ကအော်သည် အထဲမှာဘာသမ်းမြမကြရသူဒီမန်တကားကိုတဘုံဘုံမြီအောင်ကန်ဖွင့်နေသည်ပလက်ဖောင်းပေါ်မှာလန်းသွားလန်လာများသည်ဝိုင်းအောင်လာကသူ့ကို အထူးစားသပွဲကြည့်နေကြသည်အတန်းကြာတော့သူ့အနည်းတွင်လူအုပ်ကြီးဖြစ်လာသည်သူကတကားကိုတပုံးပုံးမြင်အောင်ကံမြင်ဆိုင်ရှိသူရဲကားတစ်စီးထိုးဆိုင်ကရဲသားနှစ်ယောက်ခုန်ဆင်းလာပြီးသူ့ကိုခက်ကြမ်းကြမ်းဆွဲလုလိုက်သည်ကဲကို့လူလိုက်ခဲ့ရဲသားတဦးကဆိုသည်ဒီစတိုးဆိုင်ရှင်မျိုးသမီးကတယ်လီဖုန်းနဲ့လိုင်းတိုင်ထားတယ်လူတယောက်ရင်မူပြီးသူ့ဆိုင်မှတကားကိုရိုက်ခွဲနေတယ်တဲ့လက်စားတတ်တော့ကို့လူကိုကဲကဲခါဖို့တက်သူ့လက်ထဲကထုတ်ကလေးသည် ပလဖောင်းပေါ်သို့ကျသွားသည်ရဲသားတဦးကထုတ်ကိုကောက်ကမသိငါတလို့ကြည့်သည်ဒါကဘာထုတ်လဲဒီဆိုင်ကဝယ်တာလားသူကညီတို့မြဖြေပေးမီချားရဲသားတဦးကသူ့ကိုဆွဲလဲကသူ့မျက်နှာကိုစိစိကြည့်သည်အမန်မနစ်ကဒီနေရာမှာမူးပြီးရမ်းနေလို့ရဲဌာနကိုရောက်လာတာခုလူပဲမဟုတ်လားဟုတ်တာပေါ့ခုလူပုံကြီးမနဲ့ကြောင်တစင်းစာတွေတဲပါလာတာမမတ်မိပဲဘယ်နေပါမလဲမနစ်ကလည်းဒီနာကစတိုးဆိုင်ဒီဇိုင်မှာပစ္စည်းတစ်ခုဝင်ဝယ်ပြီး ခုလိုမူးပြီးရမ်းဖို့တယ်မဟုတ်လားအဲ့ဒီတော့ကလည်းခုလိုမိမရဲ့မွေးနေ့ဆိုဘာလဲခုလိုကမိမမွေးနေ့ကိုအချုပ်ခန်းထဲမှာကြီးကျင်းပကျင်းတယ်မဟုတ်လားဟုတ်တယ်ဗျကျုံမိမမွေးနေ့သူကပြုံးဖြည်းဖြည်းဖြင့်ရဲကားစီတို့အသားတကြီးလိုက်သွားရင်ပြောလိုက်တယ်ဘာလဲဗျတနေ့တစ်ချိန်ကိုမိမမွေးနေ့လေးလောက်တာမှလွတ်လွတ်လပ်လပ်မလုပ်ရတော့ဘူးလား